ကွေတိုင်းပေါင်းမြို့နယ်ကတည်င်းတစ်ခုနဲ့ဆက်ပါမယ်။အဲဒီမှာရှိတဲ့ဒေသခံပြည်သူ12000ကျော်ဟာစစ်ကောင်မရှင်တပ်ရဲ့ထိုးစစ်ကြောင့်ဘေးလို့ရတောသားတွေထဲကို ထွက်ပြေးသိမ်းရှောင်နေကြရတယ်လို့ပေါင်းမြို့နယ်ပအဖလူသားချင်းစာနာဌာနကထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ3ရက်နေ့ကစပြီးစိတ်ဖြူအခြေဆိုင်ကပ္ပစာ20နဲ့လက်နက်ဆက်ရုပ်ကစစ်သား900နီးပါးဟာပြူစောထီးတွေနဲ့ပူပေါင်းပြီးစစ်ကြောင်း3ကြောင်းခွဲကပေါင်းမြုပ်နယ်ထဲကိုထိုးစစ်ဆင်နေတာပါ ဒီစစ်ကြောင်းဟာရွာပေါင်း19ရွာက8000စု3000ကျော်ကို ထွက်ပြေးစီခဲ့တာဖြစ်တယ်လို့ပေါင်မြို့နယ်ပအဖရဲ့နိုဝင်ဘာလ၄ရက်နေ့ထုတ်ပြန်ချက်ကဆိုပါတယ်။ အဲ့လိုထွက်ပြေးသွားတဲ့အပြင်စစ်ကောင်မရှင်တပ်ကရွာထဲဝင်ရောက်ပြီးအရက်သားပြည်သူပိုင်းနေအိမ်တွေကိုမီးရှို့ဖျက်ဆီးမှုတွေကိုလည်းဆက်တိုက်လုပ်နေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တနင်္လာနေ့ကဆိုရင်မြို့ရဲ့အရှိပိုင်းကအုံတော်တောင်စုကနေအိမ်တွေမီးရှို့ခံရတယ်လို့ဒေသခံတွေစီကတည်င်ရထားတယ်လို့လည်းပေါင်းမြို့နယ်ပအာဖာနယ်နီဆက်သူတယောက်ကပြောပါတယ်။ စီလီလာသူတွေကတော့စစ်ကော်မရှင်တပ်ဟာတော်လှန်ရေးတပ်ဖွဲ့တွေအားကောင်းတဲ့ပေါင်မြို့နယ်တောင်မြောင်နယ်အနောက်ဘက်ခြမ်းကအရေးပါတဲ့ဒေသတွေကိုထိ ंछ ုပ်ဖို့ကြိုးပမ်းနေတာဖြစ်ပြီးစစ်မျက်နှာအသိဖွင့်ဖို့ရည်ရွယ်ပုံရတယ်လို့သုံးသပ်မှုတွေရှိနေပါတယ်ဒီလိုအခြေအနေတွေကြောင့်ထွက်ပြေးသိမ်းရှောင်နေရတဲ့စစ်ပေးရှောက်ပြည်သူ12000ကျော်အတွက်အကူအညီတွေအရေးတကြီးလိုအပ်နေတယ်လို့လဲပေါ့မြို့နယ်ပအာဖာလူသားချင်းစာနာဌာနကမြစ်တမ်းရက်ခံထားပါတယ်